ားလုံးဒေါ်သားလေးစားပါကျွန်တော်ရင် RBR Arakan မြန်မာ YouTube Channel လေးကနေနေ့တိစွာပြန်လေးကြိုဆိုလိုက်ပါရစ်မြန်မာအရေးနိုင်ငံတကာရေးဂျူနီစင်တာခိုင်မာအားကောင်းစေရေမူဝါဒအကြံပြုချက်ဆိုတဲ့စီကစားလေးတစ်ခုကိုဒီကနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် Institute for Strategy and Policy မြန်မာ ISP မြန်မာကနေအကြံပြုထားတဲ့မူဝါဒအကြံပြုချက်ဖြစ်ပါတယ်အာဆီယံအစည်းအဝေးမတိုင်ခင်မှာအခုလိုမူဝါဒအကြံပြုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်ဆုံးထိကြည့်ရှုနားဆင်ပြကြပါအောင်ခင်ဗျာ ဘဝဒပြဿနာ2025ခုနှစ်အောက်တိုဘာ26ရက်မှာအာဆီယံထိပ်သီးအစည်းအဝေးစတင်ပါမယ်။မလေးရှားနိုင်ငံကယူထားတဲ့အာဆီယံအထက်ကျဥပဒေတာဝန်ကိုဖိလစ်ပိုင်နိုင်ငံစီလွှဲပြောင်းချိန်ထိလာပါပြီ။မြန်မာအကြက်တွေကရလက်အဖြစ်မထွက်သေးတဲ့အပြင်အာဆီယံရဲ့ပုံသဘောတူညီချက်၅ရပ်ကဒါဟာကုလသမဂ္ဂအစလိုအနောက်နိုင်ငံတွေအလေတရုတ်နိုင်ငံအစုံအားလုံးကအမူအဖျင်ထောက်ခံထားတဲ့မြန်မာအရေးနိုင်ငံတကာရဲ့တူညီစံတာဖြစ်ပါလေ။ ဒီသဘောတူညီချက်ငါရဟာအားနေသွားပေမဲ့အရေးအောင်တွေမြင်နေရပါတယ်။တခြားအစားထုတ်စရာမရှိရင်ဒီအားနေသွားတာဟာမြမအရေးနဲ့ပတ်သက်လို့နိုင်ငံတကာရဲ့သဘောတူမူပေါင်းတရက်ပြည့်ပြည့်သွားမယ်ဆိုတဲ့သဘောရှိပါတယ်။နိုင်ငံအလိုက်တနင်္ဂနွေချင်းစီရဲ့သဘောထားအတိုင်းစစ်ကော်မရှင်ကိုရောတော်လိုင်းရေးအဖွဲ့တွေကိုပါတည်တန်းဆက်သွေးမူဝါဒအနှံ့အယှက်ရှာမဲ့လက္ခဏာမျိုးတွေပေါ်ဖြစ်လာနိုင်ပါတယ်။ လာသမကအော်ရိုပါအီယူနဲ့အမေရိကန်ပြည်ထောင်စုစားတဲ့အနောက်နိုင်ငံတွေကတော့အခါအားလျော်စွာဖိအားပေးရင်းယူတာတွေရှိနေပေမဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်လိုဒေသတွင်းနိုင်ငံတွေရဲ့ညီညွတ်တဲ့လက်ခံမှုပူးပေါင်းမှုချဖို့ခက်ခဲမှာပါမူဝါဒပြဿနာရဲ့နောက်ခံအကြောင်းအရာဆက်ဆက်အခြေအနေမလေးရှားနိုင်ငံရဲ့ဒုတိယတက်တန်အတွင်းမလေးရှားဝန်ကြီးချုပ်ကစာလို့မြန်မာနိုင်ငံဆရာအာဆီယံအထူးကိုယ်စားလှယ်အစုံမြမအရေးကိုဖြည့်ရှင်းပေးနိုင်ဖို့အစွမ်းကုန်ကြိုးပမ်း ခဲ့တာအရင်အာဆီယံအနှစ်ကြာဥက္ကဋ္ဌတွေနဲ့မတူဘဲထူးခြားတဲ့အထောက်အမှုတွေလုပ်ခဲ့တာပေါ့အတိမတ်ပြူရမှာပါအတို့တပြန်ဒေါ်လာရင်းအားစုတွေကိုတရားဝင်အတိမတ်ပြူပေးရမှာချွတ်ချွတ်ဝဲဝဲမရှိဘဲစစ်ကောင်စီစစ်ကောင်မရှင်နဲ့တန်းတူအဆင်ပြေအထိထားတာကိုတတိပြူမိနေပါတယ်ဥပမာ2025ခုနှစ်အပိလကောင်ကထိုင်းနိုင်ငံမှာရရှိနေတဲ့မလေးချောင်းဝန်ကြီးချုပ်အန်ဝါအစ်ဘရာဟင်ဟာစစ်ကောင်စီဥက္ကဋ္ဌမှုချုပ်မှုကြီးမင်းအောင်နိုင်နဲ့တွေ့ဆုံတယ်လို့မြို့သားညရဲ့အဆိုအရ NUG ဝန်ကြီးချုပ်မန်းဝင်းခင်တန်းနဲ့လည်းအွန်လိုင်းကနေဆက်တွေ့ဆုံခဲ့ပါတယ် စကိုင်းမန္တလေးငလျင်ကြီးအဖြစ်မှလည်းအာဆီယံရဲ့လူသားစာနာမှုအကူအညီတွေလိုအပ်နေတဲ့မြန်မာပြည်ထည်အထိတိတ်ရိုက်ချိတ်ဆက်ပြင်နေကြတာတွေရှိပါတယ်မြန်မာပြည်ပကမှာအထက်အပောင်းတွေစစ်ခေါ်တာကို အသိမှတ်ပြုရမကစေဝေးဖို့လုံးချုံတဲ့နေရာ sub space နဲ့ကုန်ကျစရိတ်စားတဲ့အရင်အမြင်တွေပါပေးပြီးတော့အချင်းချင်းဆွေးနွေးကြဖို့ ဆွေးနွေးချက်တွေကနေထွက်လာတဲ့သဘောတူညီချက်တွေကိုအာဆီယံရဲ့မူဝါဒတွေချိတ်ဆက်တာမျိုးတွေနဲ့အာဆီယံထက်သည့်အစည်းအဝေးမှာပါတင်သွင်းနိုင်ဖို့အတိစူးစမ်းခဲ့ပါတယ် SCMS Stakeholder Engagement Meeting လို့ခေါ်တဲ့ဆွေးနွေးပွဲတွေကို2025ခုနှစ်မေလနဲ့အောက်တိုဘာအော်တိုဘာလတွေမှာကျင်းပခဲ့ပြီးမြန်မာအရေးအထက်ကြသူတွေရဲ့လုပ်ငန်းစဉ် Action Plan ရရှိဖို့ကို အာဆီယံအထူးကော်စတီဂျုံကမျှော်လင့်တာဖြစ်ပါတယ် SCMS တွေမှာလူကိုယ်တိုင်မတက်နိုင်တဲ့အဖွဲ့တွေကိုလည်း online အစီအဝေးတွေကနေတက်ဆင်ချိတ်ဆက်ဆွေးနွေးသဘောထားတောင်းခံခဲ့ပါတယ်အာဆီယံအထူးကော်စတီအဖွဲ့ကိုယ်တိုင်လည်း2025ခုနှစ်ဇွန်လအတွင်း training camp ကိုလာရောက်ပြီးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်ဒါပေမဲ့မြန်မာပဋိပက္ခမှာအထက်ကပါဝင်နေတဲ့ stakeholder ဥဆောင်သူတချို့စုစည်းထားတဲ့ပူပေါင်းညှိနှိုင်းရေးအဖွဲ့ JCB Chief Coordination Body နဲ့ အာဆီယံအထူးကိုယ်စားလှယ်ဂျုံအကြားမှာ SEMS မှာပါဝင်တဲ့သူတွေကိုဘယ်လိုပုံစံနဲ့ဖိတ်ကြမလဲဆိုတဲ့ကိစ္စအမြင်မတူတာ။ channel ကိစ္စတချို့မှာပါနားလည်မှုဝေးတာတွေကြောင့် JCB မှာပါတဲ့ EOS တချို့က EA SEMS တွေကို ောင်းဆောင်အဆင့်ဆီလွတ်ခြင်းမပြုခဲ့ကြပါဘူး။ဒါကြောင့်တော်လိုင်းအဖွဲ့အစည်းတချို့ရဲ့ထိထိဝင်ဝင်တစ်ကြွတဲ့ပုံဝင်ပတ်သက်မှုအားနေခဲ့ပါလေ။အလားတူမလေးရှားနိုင်ငံခြားရေးဝန်ကြီးကရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးမဟုတ်ဘူး။အချမ်းပြမှုတွေရက်တိုင်းနဲ့ငင်းချမ်းရေးကတာမြန်မာအနေနဲ့အတိတ်ကဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့စစ်တပ်ရဲ့နေကြောင်းတကယ်မှုတွေအချိန်မြင့်ထုတ်စစ်ဆင်ရှင်မုံမှုတွေနဲ့ရွေးကောက်ပွဲလမ်းကြောင်းတွန်းအကောင့်ထေဖို့နေမှုတွေကိုတားဆီးနေစာမရှိခဲ့ပါဘူး။အာဆီယံရဲ့ ဆိုဩကမကထလုတ်ဖူဆောင်နှိမ့်စွမ်းဟာစေတနာရှိတလားခကြီးမပါမထီရခဲ့တာအမှန်ပါပဲဟောရဆိုင်ရာရွေးရှိနေစရာများအာဆီယံနဲ့မြန်မာပြည်ပကမှာအတိတ်ကတာဝန်ရှိသူတွေအတွက်ဘူဝါဒရွေးရှိစရာပေးချက်နဲ့ချက်ဖြစ်လာပါလေဘုံတဘိုးတူညီချက်၅ရက်ကိုပြန်လေအကောင့်တွေပေါ်လာအောင်လက်တွေကြကြ ငင်းနာကြွေကြွေနဲ့အသက်သွဲမလားဒါမှမဟုတ်မြမအရင်နဲ့ပတ်သက်လို့နိုင်ငံတကာရဲ့သဘောထားမူပေါင်းတရက်ပြစ်ပြစ်သွားတာကိုတိတိတတာနေရနေနိုင်ငံအလိုက်တနေငံချင်းကသူတို့ရဲ့အကျိုးစီးပွားအတိုင်းလက်ရှိစစ်ကော်မရှင်နဲ့ရွက်ကောက်ပွဲအလွန်တက်လာမဲ့အစိုးရတစ်ကိုရောတော်လှန်ရေးအဖွဲ့အစည်းတွေကိုပါတိတန့်စစ်သွေးမူဝါဒလမ်းစဉ်ရှာမှတ်လာမဲ့အခြေအနေကိုလက်ခံတော်မလားဆိုတဲ့အမိခွန်ဖြစ်လာပါလေအာဆီယံထဲမှာလည်းအမေရိကန်ပြည်တော်စုနဲ့ကုန်သွယ်ရေးကိစ္စအန်တရော့ပင်လေးကိစ္စ စတော့ပြည်တနာပေါင်း6000ရှိနေချိန်မှာမြမရေးဟာတခွက်ပင်ကမိတကြီးကြီးဖြစ်နေတာကိုမြမအတိကတာဝန်ရှိအဖွဲ့အစည်းတွေထစ်တွေ့ဆင်ခြင်ရမယ့်သဘောဖြစ်ပါတယ်ဒီနှစ်တွေအတွင်းအင်းကြီးချင်းတွေဖြစ်တဲ့တရုတ်နဲ့ဂျန်နိုင်ငံတွေရဲ့အတိတ်အတကအတကလုံခြုံရေးစီးပွားရေးနဲ့ပထဝီဝံ ်နိုင်ငံရေးအကျိုးစီးပွားဥစားပေးဆောင်ရွက်ချက်တွေကလည်းအာဆီယံရဲ့ပုံသဘောတူညီချက်ကိုချင့်နစ်စေခဲ့ပြီးဖြစ်ပါတယ်။ဖိလစ်ပိုင်နဲ့တရုတ်အကြားဒေါက်တာရုတ်ပင်လေးကိစ္စမှာဆက်ဆံရေးတင်းမာမှုကလည်းဖိလစ်ပိုင်နိုင်ငံရဲ့အာဆီယံအနေကြဥက္ကဋ္ဌကာလအတွင်းမြန်မာအရေးကိုခက်ခဲစေမှာပါ။အာဆီယံအတွင်းကုန်တွင်ပိုင်နိုင်ငံတွေနဲ့ရေချောင်းနိုင်ငံတွေအကြားမှာသဘောတူညီမှုကိုပုံပေါ်နေချိန်ရှင်းနေပါတယ်။ယခုလ26ရက်နေ့မှာ ကျင်းပမယ့်အာဆီယံထက်တဲ့အစည်းအဝေးကို မက်ကန်ပီတာစီရဲ့သမ္မတဒေါ်နယ်ထရန့်တက်ရောက်မှာပါသူကမြန်မာအယူပေါ်အာဆီယံသဘောတူညီချက်အပေါ်ပေါင်းအတွင်းကနေအဆင့်လိုက်ရလက်ထွေအောင်အာဆီယံနဲ့တွဲပစ်ပြီးတရမန်ကြီးဟာပြအားပေးတာနဲ့ဆွေးဆောင်တာတွေကိုတင်းတင်းကျပ်ကျပ်ဂျပန်မေးလို့အကြေပြုမယ်ဆိုရင်အတက်စရာကောင်းမှာပါဒါပေမဲ့ဒီလိုဖြစ်နေရှိနေပါလွန်ပါလေချူချပစ်တဲ့တန်တမန်ကြီးလောက်ပဲတပောင်းတပါတာမျိုးလင့်နေပွဲရှိပါတယ်။အာဆီယံနဲ့မြန်မာပြည်ပကအတိကရတာဝန်ရှိအဖွဲ့အစည်းများတွင်မဝါဒဆိုင်ရာအကြံပြုချက်များ အာဆီယံအတွက်ဘဝနာအကြံပြုချက်ကတော့ဘုံသဘောတူညီချက်အားရကိုအကောင့်ထေဖို့အောင်မြင်ဖို့ဆိုရင်လုံရင်စွေထုံးနေညီတန်တမာရေးဂျောင်းဝင်ဆောင်ရွက်မှုမျိုးတင်မကပဲနေနိုင်ငံရေးကောင်းဆောင်အစဉ်ကနေဒိတ်ရိတ်အထက်ဂျောင်းဝင်ဆောင်ရွက်ရေးကိုဦးစားပေး တွေ့ဖက်ကျင့်သုံးတက်မှာတယ်အာဆီယံခေတိကောင်ဆောင်တွေအနှိမ့်ဆုံးနိုင်ငံခြားရေးဝန်ကြီး၃ဦးပါတဲ့အဖွဲ့လိုမျိုးကပုံသဘောတူညီချက်၅ရပ်ကိုတည်တွေ့ကြကြအကောင့်ဖြေဖို့နိုင်ရေးတရုတ်အိန္ဒိယနဲ့ထိုင်းစားတဲ့မြန်မာအိန္ဒိယနိုင်ငံတွေကိုဆွေးနွေးတင်ပါတယ်စစ်ကော်မရှင်နဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲနဲ့အပြင်လုပ်ငန်းစဉ်အဖြစ်ပုံသဘောတူညီချက်၅ရပ်ကိုတည်တွေ့ကြကြ ဘလို့ဖို့ဆောင်မလဲဆိုတာညှိနှိမ်တက်ပါလေအလားတူပဲလုံရင်ဆွေတတမန်ရေးရာဂျောင်းဝင်ဆောင်ရွက်မှုတွေမှာလေခေါင်းဆောင်အစင်ကတရိပ်အထက်ဆောင်ရွက်မှုကိုပိုအစ်စ်ဝင်လာအောင်အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့အစစ်စစ်အမှတ်သားအတိုင်းအတာတွေလုပ်ဖို့လိုအပ်မှာပါအထူးသဖြင့်အာဆီယံအထူးကိုယ်စားလှယ်ရုံးကိုအနှစ်ကျဥက္ကဋ္ဌဖြစ်ပေါ်မှုအချိန်မကန်ပဲအစစ်ပြတ်ပြတ်တောက်မှုမရှိစေပဲသုံးနှစ်စသဖြင့်တက်တန်းတက်မှတ်ပေးတာအာဆီယံအထူးသုံးနိုင်ငံ စနစ်ကိုပိုအကောက်အောင်အာဆီယံအဖွဲ့ဝင်မဟုတ်တဲ့အိန္ဒိယနိုင်ငံတွေကိုထိသွင်းပြီးမြန်မာအရေးဆန္ဒတူတဲ့ထက်တန်တဲ့နိုင်ငံတွေအကြားပူးပေါင်းဆောင်ရွက်မှုကိုတိတိပပတွန်းအားပေးခြင်းအပြင်ဘွန်တဘောဒူနီရှင်း၅ရက်ကိုမသွေဖြေဖို့နေနာကြွေကြွေဆောင်ရွက်တင်ပါတယ်အာဆီယံဘုံတဘောဒူနီရှင်းဟာမြန်မာအရေးနိုင်ငံတကာတက်ခံထားတဲ့ဒူနီဆန္ဒဖြစ်တာမို့ဒီတဘောဒူနီရှင်းအားနေသွားရင်အာဆီယံရဲ့အခရာကြမှုဟာရှင်းနေသွားပါမယ် တရုတ်လိုအင်အားကြီးနိုင်ငံတွေအနေနဲ့နိုင်ငံတကာဖုံးသဘောတူညီချက်တွေကိုမလိုက်နာပေးနေနိုင်တဲ့ဆိုတဲ့နမူနာဆိုဖြစ်သွားပါမယ်။အာဆီယံအကျိုးစီးပွားနဲ့နိုင်ငံတကာလမ်းစဉ်မှာထိခိုက်စရာရှိပါတယ်။မြန်မာဒေါ်လာရဲ့အင်အားစုတွေအတွက်လည်းတခြားအစားထိုးစရာနိုင်ငံတကာသဘောတူညီချက်တရရက်ကိုမဖော်ထုတ်နိုင်ရင်အာဆီယံဘုံသဘောတူညီချက်ကိုပဲရှေ့တိုင်အဖြစ်ကြိုးရော့အဖြစ်ဆက်လက်တရားဝင်မှုအကောက်အားထောက်ခံဖို့လိုအပ်ပါမယ်။မြန်မာတို့အတွက်သင်ခန်းစာယူစရာကတော့၃ဘွဲ့စိန်တွစ်ဆုံဆွေးနွေးရေးတာ တိုင်းပြည်သားချို့ဖြစ်အောင်လုပ်ခဲ့မိတဲ့ကိစ္စပါပဲ1994ခုနှစ်ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်ကစလို့မြမအရေးဖြစ်ရှင်ပေါ်နိုင်ငံတကာဒုညီဆန္ဒဖြစ်တဲ့တပ်မတော်မြို့သားဒီမိုကရေစီဖွေးချုပ် NLD ဥဆောင်တဲ့ဒီမိုကရေစီအားစုတွေနဲ့တရားသာအားစုတွေပါဝင်တဲ့သုံးဝဲစင်ပြည်ဆောင်ဆွေးနွေးရေးကိုတောက်ဆိုခဲ့တာပါဒါပေမဲ့2012ခုနှစ်မှာ2008အချိန်ဦးတွေအကန့်နဲ့ချားဖြတ်ရွေးကောက်ပွဲတွေကိုဝင်ဖို့ NLD ကဆုံးဖြတ်တဲ့အခါမူလခင်ဆွေးထားတဲ့သုံးဝဲစင်ပြည်ဆောင်ဆွေးနွေးနန်းစဉ်ကိုဆွံ့လုပ်ခဲ့ပါတယ်တနည်းအားဖြင့်အဲ့ဒီဆွေးနွေးမှုရှာလက်အဖြစ် ထွက်ပေါ်လာတဲ့ခိမာတဲ့ပဋိညာအရာဖြစ်စေ။ဒါမှမဟုတ်အဆင့်လိုက်သဘောတူညီရှင်မျိုးကတဆင့်ဖြစ်စေရွေးကောက်ပွဲဝင်ဖို့အဆုံးဖြတ်တာမဟုတ်ပဲပုဂ္ဂိုလ်ရဲ့ရည်ပန်းဆောင်မှုကိုအာကိုပြုပြီးဝင်ခဲ့တာမျိုးဖြစ်ပါတယ်။အကျိုးဆက်အပြည့်ထောင်ခွေရ60လေးခုနှစ်ခရီးကရှိခဲ့တဲ့မြမအရေးနိုင်ငံတကာဘုံသဘောတူညီရှင်ဖြစ်တဲ့သုံးဝက်ဆိုင်တွဲဆောင်ဆွေးနွေးရေးကိုမြမအတိကရတာဝန်ရှိအဖွဲ့အစည်းကပဲတာပြေတာချုပ်ဖြစ်အောင်လုပ်ခင်းမိတာဖြစ်လို့အဲ့ဒီကနေပေါ်လာတဲ့အကျိုးဆက်တွေကိုသင်ခန်းစာအများကြီးယူနိုင်ပါတယ်။ အခုလေအာနိစ္စတွေအမရတာတွေရှိစေကမို့အာဆီယံဘောတဘောတို့ညီချင်းအားရကိုဗာတိဘာသာသဘောထားပြီးမဟာမျိုးဟာအမြင်နဲ့ဆက်လက်တရားဝင်မှုအကောက်အောင်ထောက်ခံဖို့ပြည့်ကွက်မည်ဆိုရင်မြမအရေးဟာနိုင်ငံတကာတန်ခင်းတမန်ခင်းတောင်ပြန်မှာအရာမထင်ပေဖြစ်သွားနိုင်ပါတယ်လို့ ISB မြန်မာကကြံပြုအဆက်ထားတာဖြစ်ပါတယ်အာဆီယံဆေးဝေးမတင်ခင်မှာဒီချန်ပီယံရှစ်ထွက်ပေါ်လာတာဖြစ်ပါတယ်။အာဆီယံဆေးဝေးကိုတမနာဒိုနယ်ထရန့်နဲ့ရှီကျင့်ဖင် တက်ရောက်มาဖြစ်ပါတယ်။သမတ်ဒိုမီနက်ထရန်ကတော့အာဆီယံအရေးမှာငွေစေဝါကိစ္စတွေအွန်လိုင်းငွေလိုင်းကိစ္စတွေအခြေတဝင်ပြုစုမှာဖြစ်တယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်။တွန်လိုင်းအဖွဲ့အစည်းတွေအနေနဲ့စူပေါင်းပုံသဘောတူညီချက်တွေလှုပ်ဆောင်ထားတဲ့မှာတယ်။အာဆီယံမှာတွန်လိုင်းဘက်တို့သားတွေရဲ့စူပေါင်းညီညွတ်မှုကိုပြသနိုင်တယ်ဆိုလို့ရှိရင်တကယ်ကိုအလုပ်ဖြစ်မှာပါ။ ဆုံးဖြတ်ကြေညာနားဆင်ပေးကြတဲ့တောင်းတမိဖပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အရက်ကပြည်သူပြည်သားများနဲ့တော့မြန်မာပြည်သူပြည်သားများအားလုံးပေးခဲ့ကြမှာကြပါစေခင်ဗျာ။